UFC flyweight တန်းမှာနံပါတ်1 fighter ဖြစ်ခဲ့တဲ့ Joshua Ban နဲ့ထိုးသက်ခဲ့တဲ့ Brandon Rebba ကတော့ Joshua Ban နဲ့ Bando Ja ရဲ့ထိုးပွဲကြီးမှာ Joshua Ban အနေနဲ့ Bando Ja ကိုနိုင်ကျင်နေဆိုရင်ဘာတွေလုပ်ရမလဲဆိုတာကိုအရေးပေါ်ပြောပြလာခဲ့ပြီပဲဖြစ်ပါတယ်เนาะဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီး interviewer တွေကဘယ်သူနိုင်မယ်လဲเนาะဘယ်သူကအားသာချက်ဘယ်သူရှိလဲဆိုတော့အချက်တွေနဲ့ပတ်သက်ပြီး Brandon Rebba ကိုဒါမေးမြန်းလာခဲ့တယ်ပေါ့เนาะဆိုတော့ပထမဦးဆုံးသူပြောသွားတာက ြိုင်ဘက်တွေစီကတက်လုံးတွေထွက်မလာအောင်ဂျက်ရှွာဘန်ရဲ့ပိတ်ဆို့ကစားမှုတွေကိုကျွန်တော်အရင်ကြိုက်တယ်တဲ့ချန်ပီယံကြီးပန်ဒိုဂျာနဲ့ကျွန်တော်ထိုးတော့ကလေဂျက်ရှွာဘန်ကျွန်တော်ကိုလှုပ်တယ်လို့မျိုးအပိတ်ဆို့တွေအများကြီးလှုပ်ခဲ့ရမှာတဲ့ဒါမှမဟုတ်ကျွန်တော်ဒါဘယ်လိုပြောရမလဲအချုပ်ခံလိုက်ရတယ်ပေါ့နော်ပြီးတော့ပန်ဒိုဂျာကမာဂုံမြင့်တယ်တဲ့ဟိုအလဲထိုးလို့တော်တော်လေးကိုခက်ခဲတဲ့ဖိုင်တာဖြစ်တယ်တဲ့ဒါပေမဲ့လက်သီးတွေနဲ့နန်နဲ့ဘိုက်ကိုဆန်းနှိုက်ခဲ့ရမှာတဲ့ဘန်ကလေ နန်ထိုက်လက်သီးတွေအရန်သုံးနေတဲ့အန်ကောင်းမဲ့အထူးသဖြင့်တော့နောက်ပိုင်းခြေတွေမှာဂျက်ရှွာဘန်အနေနဲ့နန်ထိုက်လက်သီးတွေနော်ဘိုက်ကိုနှိုက်တာတွေသုံးမယ်ဆိုရင်ဒါအခွင့်အရေးရှိမယ်ပေါ့နော်သူ့အနေနဲ့တော့ ဂျော့ရှွာမန်ကသူ့ကိုလုတ်ခဲ့တယ်လို့မျိုးနန်နိုင်လက်သီးနော်ဘိုင်းဆိုင်လက်သီးတွေကိုပန်ဒိုဂျာကြီးကိုသုံးနိုင်ခဲ့မယ်ဆိုရင်ပန်ဒိုဂျာအနေနဲ့နော်တက်လုံဘိုင်းဆိုင်ရမှာကြာသွားနိုင်ခဲ့တဲ့အကြောင်းဒါအခုချိန်မှာဂျော့ရှွာမန်ရဲ့အားသာချက်ကအဲ့ဒါဖြစ်တဲ့အကြောင်းကိုပြောပြခဲ့တယ်ပေါ့နော်ဒီတစ်ခါကျတော့ဂျော့ရှွာမန်ကလက်ချက်မခံရအောင်ထိတော့ defense နော်လုတ်တဲ့အခါမှာလေသူ့ထက်သားတဲ့အကြောင်းကိုပြောလာတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းချီရီမှာဘန်ကသာနန်နဲ့ဘိုက်ကိုဖြိုးမယ်ဆိုရင်တော့လုံးဝအကျိုးရှိမယ်လို့ယုံကြည်ကြောင်းဒါဘရန်ဒန်ရေဘာကအသည့်လင်းကိုဘယ်လိုပြောရမလဲ ဒီအချံပေးသွားခဲ့တာပေါ့နော်ဟိုသူ ਨੇ ပန်ဒိုဂျာကြီးထိုးခဲ့တဲ့ပွဲတုန်းကသူကမျက်နှာကိုပဲအဓိကထားတာတဲ့နော်ဆိုတော့ရှိ3ဂျီမှာတော့ဘန်ဒူဂျာကချုပ်ကွက်နဲ့ဂျော့ရှွာဘန်ကိုအနိုင်ရဖို့အတွက်လုံးဝကိုရခိုင်းလို့များတယ်တဲ့ဒါပေမဲ့နောက်ပိုင်းချီရီမှာတော့ဘန်ကိုပိုချိုက်တယ်တဲ့သူရဲ့စွမ်းဆောင်ရည်တွေကတကယ်ကိုကောင်းတာပါတဲ့ ဟိုတက်လုံနဲ့ကြမ်းကင်မူလေတော်တော်လေးကိုကောင်းတယ်တဲ့ဒါပေမဲ့လောင်းကြီးထက်ရမယ်ဆိုရင်တော့ပန်ဒိုဂျာကြီးကပဲရှေ့သုံးကြီးမှာချုပ်ွက်နေနိုင်ပြီလို့ကျွန်တော်ယုံကြည်ကြောင်းဒါ Brandon River ကပြောပြသွားခဲ့တယ်ပေါ့နော် ဟိုဂျက်ရှွာဘန်နေနဲ့အားသာချက်တွေအများကြီးရှိတယ်ဆိုပေမဲ့လည်းဒါဘန်ဒိုဂျိုင်းပဲနိုင်မယ်လို့ယုံကြည်တယ်ဒါပေမဲ့ဂျက်ရှွာဘန်မှာလည်းအခွင့်အရေးရှိတဲ့အကြောင်းခုနကသူပြောခဲ့တဲ့လိုမျိုးဒါနန်နိုင်လက်သီးတွေသူမဆိုင်ခဲ့ဘူးတဲ့အရာပေါ့နော်သူတဖြစ်တော့တခြား fighter တွေထက်ဂျက်ရှွာဘန်ကနန်နိုင်လက်သီးတို့သုံးနေကြကြတော့နော်ဒါအဲ့ဒါကိုသုံးမယ်ဆိုရင်တော့တခုခုအထူးခြားပြောင်းလဲလိမ့်မယ်ဆိုပြီးတော့ဒါကျွန်တော်တို့ Brandon River ကဂျက်ရှွာဘန်ကိုဘန်ဒိုဂျိုင်းကိုဘလို့အနိုင်ထိုးရမလဲဆိုတာနဲ့ပတ်သက်ပြီးအချမ်းပေးသွားခဲ့တာပါ